တရုတ်အနေနဲ့ရုရှားနဲ့နတ်ဆက်ကညှိနှိုင်းတပတ်တူခဲ့တဲ့ကိစ္စတွေရှေ့လျှောက်လုပ်မဲ့လုပ်ငန်းစဉ်တွေကိုအသေးစိတ်နားလည်ဖို့အတွက်မြန်မာနိုင်ငံကိုတရုတ်အထူးကူစလဲမစ္စတာတင်ရှိကျွင်းရောက်ရှိလာတာဖြစ်နိုင်တယ်လို့နိုင်ငံရေးလှိလာသုံးသပ်သူဦးတန်းစွန်နိုင်ကစင်နိုင်တဲ့ထဏာကိုပြောပါရယ်ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုချစ်ကြည်ခီးတွားရောက်ပြီးပြန်လည်ရောက်ရှိလာတဲ့နတ်ဆက်ကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်နိုင်ကို2025ခုနှစ်မတ်လ17ရက်မှာတရုတ်အထူးကူစလဲမစ္စတာတင်ရှိကျွင်းကလာရောက်တွေ့ဆုံကဆွေးနွေးခဲ့ပါရယ်နတ်ဆက်ကနဲ့ရုရှားတို့ဘယ်အတိုင်းအတာအထိသဘောထားညှိနှိုင်းပြီးပြည်တွင်းမှာဆက်လက်လှုပ်ဆောင်သွားဖို့ရှိတယ်လဲဆိုတဲ့အပေါ်အသေးစိတ်နားလည်ဖို့မြန်မာ ိုင်ငံကိုလာရောက်ကာတွဲဆောင်ဆွေးနွေးမှုလုပ်တာဖြစ်နိုင်တယ်လို့နိုင်ငံရေးလှိလာသွင်းသူဦးတန်းစိုးနိုင်ကအစီအစဉ်တင်ထဏာကိုပြောပါတယ်ကျွန်တော်မြင်ကတော့ကျုပ်နဲ့အမေနဲ့ဒီသူရဲ့မဟာမိတ်ရုရှားနဲ့အမားပြကျွန်တော်တို့စစ်ကောင်စီအားဒီများညှိနှိုင်းသဘောတူခဲ့တယ်အရှိချောက်ဘယ်လိုလုပ်ငန်းစဉ်တွေလုပ်မှလဲဆိုတာကိုသိသိမားလေဖို့အတွက်ရောက်ရှိလာတာဖြစ်တယ်လို့ကျွန်တော်တို့ယူဆပါတယ်စစ်ကောင်စီဥက္ကဋ္ဌကိုရုရှားကကျွန်တော်တို့ ပူတင်ကိုရိုင်ဂျိုဂျိုရာနောက်ပြီးစာချုပ်တီချုပ်ဆိုရာစသည်အားဖြင့်နောက်ပြီးအဲဒီပေါ်မှာမင်းအောင်နိုင်ငံလည်းတိတ်ပြီးတက်ကြွအားရနေတဲ့ပုံပေါ်နေတဲ့အခါမှာလျှို့နေတဲ့အာရီများဘလောက်တိုင်းတာတီသဘောထားတွေညှိနှိုင်းပြီးတော့ဘယ်လိုသဘောတူညီချက်တွေနဲ့ပမာပြီမှာပါဆက်လုံးမှလည်းဆိုတဲ့ကိစ္စတွေအသေးစိတ်နားလည်ဖို့အတွက်လာရောက်ပြီးတော့နားလည်မှုရအောင်ကျွန်တော်တို့စူးစမ်းတယ်လို့ယူဆပါတယ် နဆက်ကဥက္ကဋ္ဌပူဇော်မူကြီးမေအောင်လိုင်ဟာရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုမလ3ရက်မှ9ရက်အထိချစ်ကြည်ခီတွားရောက်ခါတမရပူတင်တမရလူကာရှန်ကိုတို့နဲ့တရားစီတွေ့ဆုံကရွေးကောက်ပွဲကျင်းပနိုင်ရေးအပါအဝင်ကြီးပွားရေးရင်းနှီးမြှုပ်နှံရေးအခြေအနေတွေကိုဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်တရုတ်ထူးကွစ်လဲမစ္စတာတန်ရှူကျင်းအားမြန်မာနိုင်ငံကိုရောက်ရှိလာပြီးမလ10ရက်မှာနဆက်ကရဲ့ထူးဝင်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဦးတန်းဆွေကိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။နဆက်ကဥက္ကဋ္ဌနဲ့တရုတ်ထူးကွစ်လဲတို့တွေ့ဆုံမှုမှာရွေးကောက်ပွဲကျင်းပနိုင်ရေးချူတင်ပြင်ဆင်နေမှုအခြေအနေတွေတရုတ်နိုင်ငံကအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ် ွားမဲ့အခြေအနေတွေကိုဆွေးနွေးခဲ့ကြပါတယ်။အဲဒီလိုပဲမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတရုတ်နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့နှစ်နိုင်ငံနဲ့စစ်တီတာကုံသွေးရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။တရုတ်ထူးကိုယ်စားလှယ်မြန်မာပြည်လာတာဟာ TNL ရဲ့ပြတ်သွားတဲ့အစည်းအဝေးကိုနောက်တစ်ချိန်ပြန်ခေါ်ဖို့ကြိုးစားနေတာဖြစ်နိုင်တယ်လို့တရုတ်မြန်မာရေးလေလာတုံးသက်သူဒေါက်တာလာကျော်စောကဆီအန်အိုင်တင်းထနာကိုပြောပါရစေ။ကိုဒီလိုပြအဲ့တင်းချီကျွမ်းကဗမာပြည်ကိုသွားလာလဲရေထွက်မတတ်ပါပဲ။နောက်ဟိုနေဆက်မှာရှိတယ်။ဟိုနင်းနေရှိတယ်သွားနေတာပဲလေ။ဟိုအဖ ွဲအစီအဲ့တော့သူကအဲ့ဒီကြားထဲမှာသူကဘယ်လိုနှိမ့်နိုင်သူအဖြစ်လုံနေတာပဲလေအဲ့တော့ဟိုတလောကဖြစ်တဲ့ DNA လေးအစည်းဝေးပြတ်သွားပြီးတော့နောက်တစ်ချိန်ပြန်ခေါ်ဖို့များကြိုးစားနေတာပဲအဲ့ဒါဖြစ်လိုက်ကျွန်မစဉ်းစားတာလေဘာဖြစ်လို့လဲဆိုတော့ DNA လေးနဲ့အစည်းဝေးကပြတ်သွားတာဖြစ်တာဟုတ်ပြတ်သွားပြီးတော့ဒါပေမဲ့ DNA လေးကပြောတာနောက်ထပ်လည်းဆွေးနွေးမှုတော့ရှိပါလေလို့ပြောတော့အဲ့ဒီကိစ္စများထန့်ညှိနှိုင်းမှုသွားသလားမသိဘူး အဲ့ဒါဖြစ်နိုင်တယ်ကျွန်တော်အဲအကုန်လုံးပါမှာပါပဲခုကအေးအေးကလည်းကြောက်ဖြူစစ်တူရုံနားမှာတိုက်နေတယ်ဆိုတော့အဲ့ဒီကလုံချုံရေးကိစ္စတွေလည်းပါကောင်းပါမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မကြားတာဆိုတရုတ်ကလုံချုံရေးအဖွဲ့သားတွေတောင်ကြောက်ဖြူရောက်နေတယ်လို့ကြားတာဟုတ်အဲ့တော့အက တရုတ်နိုင်ငံဟာမြန်မာတပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ AA DNLA MND တို့အကြားအပြစ်ခတ်ရစရေးဆွေးနွေးနိုင်ဖို့ကြားဝင်စစ်ဆေးညှိနှိုင်းပေးလျက်ရှိပါတယ်။တရုတ်ရဲ့ကြားဝင်စစ်ဆေးညှိနှိုင်းပေးမှုနဲ့မြန်မာတပ်မတော်နဲ့ MND တို့2025ခုနှစ်ဇန်နဝါရီ16ရက်ကတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ယာယီအပြစ်ရစရေးသဘောတူညီခဲ့ပါတယ်။အဲဒီနောက်မြန်မာတပ်မတော်နဲ့ DNLA တို့2025ခုနှစ်ဖေဖော်ဝါရီ16ရက်ကတရုတ်နိုင်ငံမှာဆွေးနွေးခဲ့ကြပေမဲ့သဘောတူညီမှုမရဘဲဆွေးနွေးပွဲကိုအဆုံးသတ်ကာနောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်လို့ DNLA က2025ခုနှစ်ဖေဖော်ဝါရီ19ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ဲ့ဒီလိုပဲတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့အေနဲ့နတ်ဆက်ကကြားတရုတ်နိုင်ငံမှာမက်လာမှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်းလည်းနှိစက်သူတွေထံကသိရပါဗျာ။